မလင်းပေးတင်သွားတဲ့ဒေတာတွေကစီးပွားရေးလုပ်ငန်းတွေပြန်လည်လည်ပတ်နိုင်ရေးနဲ့အလောက်ကိုင်းခွင့်လန်းတွေပြန်လည်ရရှိရေးဘလို့ဖြစ်ရှင်းမလဲဆိုတော့ကိုစဉ်းစားဖို့အဖြစ်ရှာတဲ့တယ်လို့မြို့သားဒီမိုကရေစီအင်အားစုပါတီ NDF မှဒီမိုကရက်ဥထအောင်ကျော်ကစီးရနိုင်တဲ့ဌာနကိုပြောပါရယ်စီးပွားရေးလုပ်ငန်းတွေလည်ပတ်နိုင်ရေးနဲ့အလောက်ကိုင်းခွင့်လန်းတွေရရှိရေးအတွက်နိုင်ငံတော်ကငွေကျပ်ဘီလီယံ900ကိုစင်းငွေထုတ်ပေးဖို့ရာထားကြောင်းအဲ့ဒီနောက်ဘလို့အတုံးတုံးနဲ့ပေး၍ရနိုင်မလဲ စဉ်းစားညင်နိုင်ဖို့နာဆာကဥက္ကရာဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းက2025ခုနှစ်မေလ30ရက်ကပြောပါတယ်။ဒီနေ့နဲ့ဆက်ချောက်ပြီးတဲ့ဟိုထုတ်ပြီးချိန်မှာစီစက်တွေပါဝင်ဆက်ယုံဆက်မှုဆက်ယုံလို့ဝင်ပြီးအားလို့ကျွန်တော်ဒီနိုင်ငံစေဘာမြင့်တင်နဲ့ပတ်သက်ပြီးကျွန်တော်ပြီးချိန်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းထက်တင်ဆွေးနွေးသွားကြဖို့လေကျွန်တော်ပြောလို့ပါအဲ့ကျွန်တော်ကြိုးစားမှာဒီလိုစီးပွားရေးမြင့်တင်မှုကြိုးစားရတဲ့တစ်ဖက်ကပါလို့မြင်ကုန်စုလို့ကြာစင်းကိုကျွန်တော်တို့တွားမှာဖြစ်ပါတယ် ကိုသွင်းလို့ကြစင်ကိုသွင်းနေတယ်ဟုတ်တက်ပါတယ်ဒါပုံမှန်လေးပြောရရင်တော့ကိုသွင်းလို့နေတက်ဘာလို့တက်တယ်ဆိုလို့ရှိရင်ဟောဘောဂျာယေတုမူရိုက်ပေါ့ကဂျာယေတုမူရိုက်ကျွန်တော်နော်20ခုနဲ့မှာဆန်စင်းနဲ့ပတ်သက်ပြီးဇာဘာစင်းနဲ့ပတ်သက်ကျွန်တော်အကြောင်းအရာတစ်ခုကျွန်တော်ပြောရတဲ့အချိန်မှာတစ်ခုကျွန်တော်ထည့်ပြောပါအဲ့ဒါဘာလဲဆိုတော့အရန်ဆွဲမတင်ပါနဲ့ရန်ဆွဲလို့လို့ရှိရင်အဲ့ပုံမှာကာဘာဖြစ်အောင်တစ်ခု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 လိုက်တာနေပဲကိုသွင်းတစ်ခုကိုသွင်းတစ်ခုတက်သွားပြီးပြန်ချဖို့ဆိုတာမလွယ်ဘူး အဲ့ဒါကြောင့်ကျွန်တော်တို့အရင်မတင်ဘူးကျွန်တော်စာဝန်ရှိတဲ့စီပွားရေးနဲ့ပတ်သက်လုပ်နေတဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကျွန်တော်ပြောခဲ့ပါတယ်2025ခုနှစ်မေလ30ရက်ကနေပြည်တော်မှာမလင်းရင်အလွန်စီးပွားရေးပြန်လဲကူစားခြင်းနဲ့ပြန်လဲထူထောင်ရေးဆွေးနွေးပွဲကိုကျင်းပခဲ့ကြပါတယ်နေပြည်တော်မှာကျင်းပတဲ့ဆွေးနွေးပွဲကိုမြန်မာနယ်ရစ်တီအဖွဲ့နဲ့ ကုန်သည်ကြီးတွေအတင်ဆုံး UMFCCI တို့ပူးပေါင်းပြီးလှုပ်ဆောင်တာဖြစ်ကြောင်းဒီဆွေးနွေးပွဲကထွက်ပေါ်လာတဲ့ဆွေးနွေးချက်တွေကိုနိုင်ငံတော်အစိုးရထံတင်ပြမှာဖြစ်ကြောင်းမြို့သားဒီမိုကရေစီအင်အားစုပါတီ NDF မှဒုက္ခရဥထောင်ကျော်ကဆီယန်နိုင်သတင်းဌာနကိုပြောပါရတယ်။ အခုအကြီးကြီးကစီးပွားရေးလုပ်ငန်းတွေဘယ်လိုပြန်ထူထောင်မှာလဲဆိုတော့မှနိုင်ငံတော်ကငွေကြေးစုံတရာထောက်ချပေးမယ်အဲအဲ့ဒီပေါ်မှာတခြားဟာတွေက grant ဖြစ်ပေါ်မလားတိငွေဖြစ်မလားပေါ့နော်ဒါတွေလည်းဆွေးနွေးကြတာပါတယ်စီးပွားရေးလုပ်ငန်းကြီးတွေပြန်ထူထောင်ဖို့ဆိုတာတကယ်လိုလဲလိုအပ်တယ်ဒါနိုင်ငံတော်အစိုးရကပြည်ဆောင်ပေးတဲ့နယ်ဆိုတာလည်းမှန်တယ်ဒါလို့လောက်တော့လည်းတည်တည်အများကြီးတယ်ပေါ့နော်ဒါပေမဲ့တခုပဲရှိတယ်ကြက်သမားကဒီစီးပွားရေးလုပ်ငန်းမှာလုပ်နေတဲ့အလုပ်အားလုံးကြီးပါဝင်နေရပါတယ်ကတော့အစ်မကြီးဖြစ်နေလက်ရှိတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေကြီးကလူငယ်တွေအများစုက 生意啊，你可惯了哦，出钱来，出你啊，便宜的开在嘛？老哥们下班目标到哪里啊？来，你爱做哪里？老哥们，你两个在过，把你身上的钱都来过一下吧？ စင်စာထားနိုင်မှာသုံးသုံးသုံးသားညီဖြစ်သွားမှာပေါ့မြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်ကပြည်ယခွန်တသမခွန်အစင်ရှိငလျင်လောက်ခတ်မှုကြောင့်နေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတို့မှာလူပေါင်း6သိန်းကျော်ငလျင်ပေးတင်ခဲ့ပါတယ်အဲ့ဒီနောက်စီးပွားရေးလုပ်ငန်းတွေပြိုလဲသွားသလိုဒေသအိမ်တွေလည်းပျက်စီးခဲ့ကငလျင်ကယ်ဆယ်ရေးစခန်းတွေနဲ့နှိစက်ရနေရာတွေမှာနေထိုင်နေကြရပါတယ်အဲ့ဒါကြောင့်ငလျင်ပေးတင်ဒေသတွေမှာ အလုတ်ကင်ခွင်လန်းတွေဆုံးရှုံးနေသလိုအငယ်စာအလက်စာစီးပွားရေးလုပ်ငန်းတွေလည်းမစတင်နိုင်ပဲဖြစ်နေကြောင်းဟိုတယ်နဲ့ခီးသွားလုပ်ငန်းတွေလည်းရပ်တန့်သွားကဒေသခံတွေစားတောက်ရေးခက်ခဲလာကြပါတယ်